နေရာတိုင်းမှာဘောလုံးကွင်းတွေရှိတယ်။ဒါပေမဲ့ဒီအားကစားရုံဒီလိုတမိုင်းကြောင်မျိုးကတော့ကဘာပေါ်မှာတစ်ခုရဲ့သာရှိပါတယ်။အိမ်မက်ပြဆက်ရုံ The Deer of Dream လို့တင်စားခေါ်ခြင်းခံရတဲ့ဒီကွင်းကြီးကတာမန်ဘောလုံးကလပ်တစ်ခုရဲ့အိမ်ကွင်းမဟုတ်ပါဘူး။ဒါဟာ Manchester United ရဲ့နေထိုင်ရာပါ။ Manchester United ရဲ့တမိုင်းကြောင်ဟာရိုးရှင်းတဲ့အားကစားမှတ်တမ်းတစ်ခုမဟုတ်ပါဘူး။ဒါဟာကန်ဂျမားရဲ့ရဲစမှုကိုခံစားခဲ့ရတဲ့ဇာလံတစ်ခု ြန်လည်ထူထောင်ခြင်းရဲ့စိတ်တက်ကိုပြသခဲ့တဲ့ဇလံတစ်ခုပြီးတော့ကမ္ဘာဘောလုံးလောကကိုနှစ်ပေါင်းများစွာစိုးမိုးခဲ့တဲ့ဂုံတိတ်ကအပြည့်နဲ့ဇလံတစ်ပုဒ်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့နူတန်ဟီလို့ခေါ်တဲ့မိရထားလန်အလုသမားတွေရဲ့အသင်းငယ်လေးကနေစတင်ခဲ့ပြီးဒီကမ္ဘာလုံးကအားပေးသူတန်ပေါင်းများစွာရဲ့အသင်းနှလုံးကိုတိမ့်ပိုက်ထားတဲ့ကမ္ဘာအကြီးအကျယ်ဆုံးကလပ်တင်ဖြစ်လာခဲ့ပုံသုံးသပ်ပေးသွားမှာပါကျွန်တော်တို့ဟာခွေးလေးတစ်ကောင်ကကလပ်ကိုကယ်တင်ခဲ့ပုံ 1958ယူနီတီရင်ဖြစ်ဆိုးရဲ့နာကျင်ဖွယ်ရာမြောက်တမ်းများဘဘီရဲ့ကလေးများဂျော့ဘတ်ရဲ့မော်ဆန်နဲ့ခြေစွမ်းနဲ့ဆာအဲလက်ဖာဂူဆန်လောက်မှဘာလို့တုံလုံးစီခဲ့တဲ့တမိုင်းဝင် The Tribal ကို အသေးစိတ်လေ့လာသွားမှာဖြစ်ပါတယ် Glory Glory Man United လို့ကဘာအနှံ့အော်ရစီခဲ့တဲ့ဒီတမိုင်းကြောင်းကြီးကိုစတင်လေ့လာလိုက်ကြရအောင်ဘိုင်းတင်ယူဂျန်ဟိမတ်မန်ချက်စတာယူနိုက်တက်တို့ကျွန်တော်တို့သိရှိခဲ့တဲ့တရနီတို့ရဲ့ဇလန်းက တောက်ပသောစင်ရတနာများသို့မဟုတ်နမကျော်ကျဲပွင့်များနဲ့စတင်ခဲ့တာမဟုတ်ပါဘူး။၎င်းတို့ဟာမိကိုငွေတွေ၊ကြောင်မီသွေးတွေနဲ့ယထာတပ်များစုညံနေတဲ့မန်ချက်စတာမြို့ရဲ့ယထာလန်ဘေးမှာစတင်ခဲ့တာပါ။1888ခုနှစ်မန်ချက်စတာမြို့ရှိလန်ကရှီယာအန်ယော်ရှီယာဘေးဝေးကုမ္ပဏီကအလုပ်သမားများဟာသူတို့ရဲ့ယထာလန်ဘေးမှာဘောလုံးတင်းငယ်လေးတစ်ခုကိုတီထောင်ခဲ့ပါတယ်။အဲ့ဒီတင်းရဲ့နာမည်ဟာနျူတန်ဟီလို့ခေါ်ပါတယ်။သူတို့တင်းရဲ့အိမ်ဝင်းဖြစ်တဲ့ဘန်စထရီကွင်းဟာ စက်ရုံနီးနားမှာပဲတည်ရှိပြီးကွင်းထဲမှာတော့မြက်ခင်းအစားရွှေနုံတွေနဲ့ပို့ပြီးတော့ပြည့်နေနေပါတယ်ကလပ်ရဲ့အစောပိုင်းနှစ်တည်းဟာအင်္ဂလန်ဘောလုံးလောကရဲ့အောက်ခြေလီတွေမှာရုံးကနေရတဲ့ရိုးရှင်းတဲ့ကာလတွေဖြစ်ပါတယ်20ရာစုအလဲပြောင်းမှာတော့ကလပ်ဟာကြီးမားဆုံးသောစိန်ခေါ်မှုကိုရင်ဆိုင်ခဲ့ရပါတယ်ငွေကြေးကျက်တဲ့ကြောင့်1900ခုနှစ်မှာနူတန်ဟိအသင်းကလုံအောင်ပြိုကွဲပျက်စီးလို့နေပါဖြစ်ခဲ့ရပါတယ်ကလပ်အသင်းပေါ် အောင်2600လောက်အကျွေးတင်နေခဲ့ပြီးဖြတ်သိမ်းတော့မယ်လို့တော့သတင်းတွေထွက်ခဲ့ပါတယ်။ဒီအချိန်မှာပဲမယုံနိုင်စရာဇလန်တဘောဟာကလပ်တင်းကိုကယ်တင်ဖို့ရောက်ရှိလာခဲ့ပါတယ်။အတင်းကောင်းသော Harry Stratford ဟာရန်ပုံငွေရှာဖွေပွဲတစ်ခုမှာသူပိုင်တဲ့စိတ်ပါနဲ့အနွယ်ဝင်ခွေးလေးပျောက်ဆုံးသွားခဲ့ပါတယ်။ Henry Davy လို့ခေါ်တဲ့ဒေတာခံ BR ချက်ဆက်ပိုင်ရှင်တထေးကြီးကအဲ့ဒီခွေးလေးကိုတွေ့ရှိပြီး Stratford နဲ့ပြန်တွေ့ဖို့ကြိုးစားခဲ့ရမှာကလပ်တင်းရဲ့ဗန်နာရေးအခြေအနေကိုသိရှိခဲ့ရပါတယ်။ ေးဗီဟာကလပ်တင်းကိုလုံလုံလျလျဝယ်ယူခဲ့ပြီးအကျွေးများကိုလည်းပေးဆက်ခဲ့ပါတယ်။ထို့နောက်မှာတော့1902ခုနှစ်မှာတမိုင်းဝင်ဆုံးဖြတ်ချက်ကိုချခဲ့ပါသေးတယ်။အသင်းရဲ့အမည်ကို Manchester United လို့ပြောင်းလဲခဲ့တာပါပဲ။ Newton Heath ရဲ့အစိမ်းရောင်နဲ့ရွှေရောင် uniform တွေကလည်းအနီရောင်နဲ့ဖြူရောင်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ကလပ်ရဲ့ခေတ်သစ်ကိုစတင်ဖို့အတွက်လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။နမည်တစ်ရီမန်ချက်တစ်နဲ့တူ United တို့ကချက်ချင်းဆိုသလိုအောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိလာခဲ့ပါတယ်။ 1908ခုနှစ်မှာပထမဆုံးလီဖလာချန်ပီယံဆုကိုစုခုခဲ့ပြီးနောက်တစ်နှစ်1909ခုနှစ်မှာတော့ FA ဗလာကိုပါစုခုနိုင်ခဲ့ပါတယ်1910ခုနှစ်မှာတော့သူ့ရဲ့အိမ်ဝင်ဘန်စထရီကိုစွန့်ခွာခဲ့ပြီးလက်ရှိဒီနေရာ ဖြစ်တဲ့ Old Trafford ကိုပြောင်းရွှေ့ခဲ့ပါတယ်ခင်အမီဆုံးတိဆောက်ထားတဲ့ဒီကွင်းကြီးဟာကလပ်ရဲ့အောင်မြင်မှုတွေနဲ့တသက်ကံဖြစ်လာတော့မှာပါဒါဟာ Manchester United ရဲ့စတင်ချင်းဖြစ်ပါတယ်ဒါပေမဲ့1950ပြည့်နှစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ဟာဘောလုံးလောကကိုထာဝရပြောင်းလဲပြစ်မဲ့ကစားသမားအုပ်စုတစုကိုမွေးထုတ်ပြီးတော့မှဖြစ်ပါတယ်။ပိုင်းနှစ်ဗပီရဲ့ကလေးများနဲ့မြူနစ်အဖြစ်ဆိုဒုတိယကမ္ဘာစစ်ကြီးပြီးသွားချိန်1945ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ဟာသူရဲ့တမိုင်းကြောင်းကိုထာဝရပြောင်းလဲပြစ်မဲ့လူတအူးကိုခန့်အပ်ခဲ့ပါတယ်။သူကတော့စကော့တလန်သားမတ်ဗပီပါ။ဗပီဟာအသင်းကိုတိစောက်ချိန်မှာပြင်ပကစားသမားတွေကိုငွေအမြောက်များတုံးပြီးဝယ်ယူရာမျိုးထက် ကလတ်တင်းရဲ့သွေးသားရင်းမြစ်ဖြစ်တဲ့လူငယ်တွေကိုမွေးထုတ်ပေးဖို့ရရဝုံဝုံဆုံးမြတ်ခဲ့ပါတယ်။ဒါဟာပေါ်လုံးလောကမှာခင်မစားသေးတဲ့နိဗ္ဗာန်တစ်ခုဖြစ်ခဲ့ပါတယ်။ဗဘီရဲ့ယုံကြည်မှုဟာမှန်ကန်ခဲ့ပါတယ်။1950ပြည့်လွန်နှစ်လယ်ပိုင်းမှာပြည့်ပြည့်အသက်22နှစ်သာရှိတဲ့လူငယ်တင်းဟာအင်္ဂလန်နိုင်ငံကိုစွန့်မိုးခဲ့ပါတယ်။သူတို့ကိုသတင်းမီဒီယာတွေကဗဘီရဲ့ကလေးများ The Baby Baby လို့ချစ်စနိုးခေါ်ခဲ့ကြပါတယ်။ ထိုလူငယ်တွေထဲမှာမှထူးခြားဆုံးနဲ့အလားအလာရှိဆုံးကျက်ပွင့်ကတော့အသက်16နှစ်အရွယ်နဲ့အဲမပွဲဥထက်ကစားခဲ့တဲ့ဒုကန်အက်ဒဝတ်ပါသူ့ကိုလူအများကကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာမယ်လို့ခန့်မှန်းထားခဲ့ကြပါတယ်ဒီကလေးတွေက1956ခုနှစ်နဲ့1958ခုနှစ်တွေမှာဒီချန်ပီယံဆုကိုဇက်တိုက်ရယူနိုင်ခဲ့ပြီးဥရောပရဲ့စိန်ခေါ်မှုကိုစတင်ရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ကလတ်သမားရဲ့အတောက်ပဆုံးသောနေမင်းဟာအလင်းမြန်ဆုံးနဲ့အပြင်းထန်ဆုံးမိုးရွာသွန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်1958ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ United တင်းဟာဥရောပပြိုင်ပွဲတွေအတွက်ဆာဗီးယားနိုင်ငံဘဲဂရိတ်မြို့ကနေပြန်လာခဲ့ပြီးဂျာမနီနိုင်ငံ မြူနစ်မြို့မှာစီဖြည့်ဖို့ခဏဆင်းသက်ခဲ့ပါတယ်မိုးရေတွေကျနေတဲ့ဒေဇိတ်ပြည်လမ်းပေါ်မှာလေရင်ဟာတတိယအကြိမ်ပြန်တက်ဖို့ကြိုးစားခဲ့ပါတယ် လေရင်ဟာပြေးလန်းဖို့ကနေမတက်နိုင်ခဲ့ပဲပြက်ချခဲ့ပြီးတမန်ဝင်အဖြစ်ဆိုကြီးစတင်ခဲ့ပါတယ်။လေမော်ပါလာသူစုစုပေါင်း54ဦးထဲက23ဦးတည်ဆုံးခဲ့ရပါတယ်။အဲ့ဒီထဲမှာအသေးရဲ့အနာဂတ်ဖြစ်တဲ့ကစားသမား10ဦးလည်းပါဝင်ခဲ့ပါတယ်။ဒူရိုက်မျော်လင့်ခဲ့တဲ့ဒူကန်အဝတ်ဟာလည်း15ရက်ကြာဆေးရုံမှာကွယ်လွန်သွားခဲ့ပါတယ်။ United ရဲ့အနာဂတ်ဟာစက္ကန့်ပိုင်းအတွင်းပြပုံဘဝရောက်သွားခဲ့ရပါတယ်။ဆာမတ်ဘဘီကိုတိုင်လည်း ပြင်းထန်တဲ့တံရတွေနဲ့လအတော်ကြာဆေးရုံတင်နာခဲ့ရပါတယ်။ဒါပေမဲ့သူတို့ရဲ့စိတ်ဓာတ်ဟာမကြာဆုံးခဲ့ပါဘူး။သူဟာအသက်ရှင်ကြံရည်သူတွေနဲ့အတူအတင်းကိုပြန်လည်တိဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူနဲ့အတူမြူနစ်ကနေအသက်ရှင်လွတ်မြောက်ခဲ့တဲ့လူငယ်လေးဘော်ဘီချာတန်ဟာဒီတာဝန်ကိုဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။မြူနစ်မှာကြာဆုံးခဲ့ရတဲ့သူတွေရဲ့စိတ်ဓာတ်ကိုအိုထရာဖို့ကွင်းမှာပြန်လည်အသက်သွင်းဖို့ဘက်ဖီဟာဂရုပြုခဲ့ပါတယ်။စနစ်ကြမှာတော့သူတို့ဟာဂရုကိုတည်နိုင်ခဲ့ပါတယ်။ 1960ခုနှစ်မှာဘော်ဘီချာတန်၊ဂျော့ဘက်နဲ့ဒန်နီလော်တို့ဥဆောင်မှုနဲ့အတူမန်ချက်စတာယူနိုက်တက်တင်ဟာပထမအဦးဆုံးဥရောပဖလားကိုကျယူနိုင်ခဲ့ပါတယ်။ဒီအောင်ပွဲဟာမြူးနဲ့မှာကြာဆုံးခဲ့ရတဲ့ဝိညာဉ်တွေအတွက်လှပသောဂုဏ်ပြုခြင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါအဖြစ်ဆိုးကနေအောင်ပွဲစီတို့ပြန်လည်တက်လှမ်းခြင်းရဲ့သင်ခန်းစာတစ်ခုပါပဲ။အပိုင်း3စာအဲလက်ဖာဂူဇန်ခေတ်မကြုံစဘူးသောစိုးမှုမှု1968ခုနှစ်နောက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်ဟာဥရောပဖလားအောင်မြင်မှုကိုနောက်တစ်ကြိမ်ထပ်မံမရရှိနိုင်ပဲနှစ်ပေါင်းများစွာရုန်းကန်ခဲ့ရပါတယ်။ဘလက်တင်းဟာအောင်ပွဲလမ်းစပျောက်ဆုံးနေချိန်မှာပဲ1986ခုနှစ်မှာတော့စကော့တလန်သားနီးပြတ်တူရောက်ရှိလာခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ LS Ferguson ပါ။ Ferguson ရောက်လာတဲ့ချိန်မှာ Manchester United တင်းဟာ Premier League ဖလားမရရှိခဲ့တာအနည်း20ကျော်ခဲ့ပါပြီ။သူဟာ United ကို Britain ရဲ့အကောင်မြင်ဆုံးကလပ်ဖြစ်အောင်ပြန်လည်တည်ဆောက်ဖို့ရည်မှန်းချက်ထားခဲ့ပါတယ်။ ထမပိုင်းမှာရလက်တွေဆိုးရွားခဲ့ပြီးပိတ်သက်တွေရဲ့ဝေဖန်မှုတံကို ခံခဲ့ရပေမဲ့သူ့ရဲ့အမြင်နဲ့လုံးနိုင်စွမ်းအပေါ်ယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်။ Class of 92ပေါ်ထွက်လာခြင်းဖာဂူဇန်ဟာဗပီရဲ့နီလန်းကိုလိုက်နာခဲ့ပါတယ်။ကလပ်ရဲ့အနာဂတ်ကိုငွေကြေးနဲ့ဝယ်ယူတာထက်အကယ်ဒမီကလူငယ်တွေအပေါ်ဂျင်းနီးမြှုပ်နှံခဲ့ပါတယ်။1992ခုနှစ်ဝင်းကျင်မှာတော့ Class of 92လို့ကဘာကျော်ခဲ့တဲ့ လူငယ်အုပ်စုပေါ်ထွက်လာခဲ့ပါတယ်။ Ryan Gate ဒေးဗစ်ပက်ကန်၊ပေါ်စကိုနဗင်းညီနောင်တို့ပါဝင်တဲ့ဒီလူငယ်တွေဟာအင်္ဂလန်ဘောလုံးလောကကိုစတင်ဆုံးမခဲ့ပါတယ်။1993ခုနှစ်မှာတော့2ပေါင်း26နှစ်စောင့်မျှော်ခဲ့ရတဲ့လီဖလားကိုရယူနိုင်ခဲ့ပြီး United ရဲ့ရွှေခေတ်ကိုစတင်ခဲ့ပါတယ်။တမိုင်းဝင်အောင်ပွဲ The Triple of 1999ဖာဂူဇန်ရဲ့အကြီးမားဆုံးအောင်ပွဲကို1999ခုနှစ်မှာရယူခဲ့ပါတယ်။ United ဟာတနှစ်တည်းမှာပဲ Premier League FA ဖလားနဲ့ ဥရောပချန်ပီယံလိဖလား၃လုံးကိုရယူနိုင်ခဲ့တဲ့ပထမဆုံးအင်္ဂလန်ကလပ်တင်ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်ဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိဘောလုံးဝယ်ဟာဘလုံးတမိုင်းမှာထာဝရဆွဲထင်ကြံ့ရင်ခဲ့ပါတယ်။ပွဲပြီးဆုံးခါနေ့အထိတကူကိုမရှိနဲ့ရှုံးနိမ့်နေခဲ့တဲ့ United တင်းဟာနာချင်းချိန်မှုအင်ဂျူရီတိုင်းမှာတော့မယုံနိုင်စရာဖြစ်ရတဲ့ခုကိုဖန်တီးခဲ့ပါတယ်။ပွဲကစားချိန်မိနစ်60အရောက်မှာတော့ရှာရင်ကန်ကခြေပကိုတကူသွင်းဝင်ခဲ့ပြီးမိနစ်ပိုင်းအကြာမှာပဲအိုလီဂန်နာဆိုးရှာကဒုတိယကိုကိုသွင်းဝင်ခဲ့ပြီး နှစ်ကိုးတကိုးဆိုတဲ့ရလက်နဲ့အမခန့်နိုင်ယူခဲ့ပါတယ်။အဲ့ဒီပွဲဟာ United ရဲ့ဘယ်တော့မှရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကိုကမ္ဘာတိအောင်ပြသခဲ့တဲ့ပွဲဖြစ်ပါတယ်။အောင်ပွဲများနဲ့အနာယူခြင်း၂၁ရာစုအစောပိုင်းမှာတော့ဖာဂူဇန်ခရစ္စတီယာနိုရော်နယ်ဒိုလိုကစားသမားမျိုးကိုပေါ်ထွက်လာစေခဲ့ပြီး၂008ခုနှစ်မှာဒုတိယအကြိမ်ချန်ပီယံလိဖလားကိုရယူခဲ့ပြန်ပါတယ်။၂6နှစ်တာကာလအတွင်းဖာဂူဇန်ဟာပရီးမီးယားလိဖလား73ကြိမ်ပါဝင်စုစုပေါင်းစုဖလား38လုံးထိ လတ်တင်အတွက်ရယူပေးနိုင်ခဲ့ပြီး1993ခုနှစ်ကစတင်ခဲ့တဲ့ United ရဲ့ဆုံးမမှုကိုအခိုင်အမာတိစောက်ခဲ့ပါတယ်။2023ခုနှစ်မှာတော့ဘောလုံးလောကရဲ့အောင်မြင်ဆုံးနှိပြတူဖြစ်တဲ့ Sir Alex Ferguson ကနားယူခဲ့ပါတယ်။ဒါဟာ United အတွက်ခေတ်သစ်ရဲ့အဆုံးသတ်ဖြစ်တယ်လို့စိန်ခေါ်မှုများစွာနဲ့ပြည့်နှက်နေတဲ့ခေတ်သစ်ရဲ့စတင်ခြင်းလည်းဖြစ်ပါတယ်။အပိုင်းလေးအခက်အခဲများစွာနဲ့ United ရဲ့အနာဂတ် Sir Alex Ferguson ရဲ့နားယူမှုဟာ မန်ချက်စတာယူနိုက်တက်အတွက်နီးပြတအူဆုံးရှုံးသွားရုံသာမကပဲဒါဟာကလပ်ကိုနှစ်ပေါင်း26နှစ်ကြာထိန်းချုပ်ထားတဲ့အင်အားကြီးမားတဲ့ခွန်အားတစ်ခုလက်ဟသွားခြင်းဖြစ်ပါတယ်။ဖာဂူဇန်ထွက်ခွာသွားပြီးနောက်ယူနိုက်တက်ဟာသူတို့ရဲ့အထိုင်ကျမှုနဲ့ခိုင်မာမှုကိုပြန်လည်ရှာဖွေဖို့ရုန်းကန်ခဲ့ရပါတယ်။နီးပြတွေဟာတယောက်ပြီးတယောက်ဝင်လာခဲ့ကြပေမဲ့လည်းဘယ်သူကမှဖာဂူဇန်လိုအောင်မြင်မှုတွေနဲ့စိုးမိုးမှုကိုပြန်လည်ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ဖာဂူဇန်လက်ထက်တုန်းကလိုလီဖလာစိုးမိုးမှုကိုမရရှိခဲ့ပေမဲ့ United တို့ဟာ Super League လက်မဲ့တော့မဖြစ်ခဲ့ပါဘူး။2016ခုနှစ်မှာ FA ဖလား2019ခုနှစ်မှာပထမဆုံးအကြိမ် Europa League ဖလားနဲ့ League ဖလားတွေကိုဂျိုဆေမော်ရင်ကိုလက်အောက်မှာရယူနိုင်ခဲ့ပါတယ်။ဒီ Super League တွေဟာအလက်ရဲ့အောင်ပွဲခံနိုင်စွမ်းစစ်တပ်ကိုထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။2023ခုနှစ်နဲ့2024ခုနှစ်မှာရရှိခဲ့တဲ့ League ဖလားနဲ့ FA ဖလားဟာကလပ်တင်းရဲ့ပြောင်းလဲတိဆောက်ရေးခီးစဉ်မှာအရေးပါတဲ့ခြေလှမ်းများဖြစ်ခဲ့ပါတယ်။ယနေ့ Manchester United ဟာပြောင်းလဲနေတဲ့ဘောလုံးလောကမှာ တို့ရဲ့နေရာကိုပြန်လည်ရှာဖွေနေသေးပါဈေးကွက်ပြန်ဆိုင်မှုတွေပြင်းထန်လာချိန်မှာလူငယ်အကယ်ဒမီကအစဉ်လာအတိုင်းရေးပါတဲ့အခန်းကဏ္ဍကနေဆက်လက်ရပ်တည်နေပါတယ်အသင်းဟာအမြဲတမ်းပြန်လည်ထူထောင်ခြင်းနဲ့ပြောင်းလဲခြင်းတန်တရာတွေမှာတည်ရှိနေပါတယ်မြို့နယ်ဖြစ်ဆိုးကနေ1968ခုနှစ်မှာပြန်လည်နိုးထခဲ့တယ်လို့မျိုးဖာကူဆန်အနားယူပြီးနောက်ရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေဟာ United ရဲ့ခွန်အားကိုထပ်မံဆန်းသတ်နေခြင်းဖြစ်ပါတယ်ညူတန်ဟိမတီကပအကြီးဆုံးကလပ်အသင်းဖြစ်လာသည့်အထိ မန်ချက်စတာယူနိုက်တက်ရဲ့တမိုင်းကြောင်းဟာယူရဒလီတခုကိုပြတ်တနေပါတယ်။ဒါဟာအားကစားမှကျုံနေမှုတွေအဖြစ်ဆိုးတွေရှိနိုင်ပေမဲ့ဘယ်တော့မှရှုံးမပေးတဲ့စိတ်သက်ရှိကြောင်းပြတ်တနေပါတယ်။ကမ္ဘာပေါ်မှာဒီလိုမျိုးအချစ်နဲ့ပူပေါင်းပါဝင်မှုကိုရရှိထားတဲ့ကလပ်တင်းဟာရှားပါတယ်။အနီရောင်နဲ့အဖြူရောင်ဝစ်စုံကဝစ်စင်သူတိုင်း၊ Ultra Four ကို လာရောက်အားပေးသူတိုင်းဟာမြူနစ်ကကြာဆုံးခဲ့တဲ့စိတ်သက်နဲ့ဖောက်ကူဆန်ရဲ့အောင်မြင်မှုအမွေနဲ့တကူဆက်လက်ထမ်းဆောင်နေကြတာပါပဲ။ မန်ချက်စတာယူနိုက်တက်ဟာဆက်လက်ရှင်သန်နေပြီးအစဉ်အမြဲထိတ်ဆုံးကိုပြန်လည်ရောက်ရှိဖို့တိုက်ပွဲဝင်နေမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့ဟာ direct delivery ဖြစ်နေလို့ပါပဲ။